ားလုံးပဲမင်္ဂလာပါ CD Insider from Pharma ကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်ဘုံပေါ့ရဲ့တောင်ပန်ကစားသမား Antoine Semenyo ရဲ့အကြောင်းကိုပြောဖို့အချိန်ကျလာပါပြီဒီကစားသမားအထူးခြေစွမ်းပြနေရပါဆိုတော့သုံးတဲ့သူတွေကလည်း Antoine Semenyo ကလက်ရှိ Premier League ရဲ့အကောင်းဆုံး Type 6ကစားသမားလို့ပြောဆိုနေကြပါတယ်ဒါဟုတ်လားမဟုတ်ဘူးလားမှန်လားမမှန်လားဆိုတော့နားဆင်နေတဲ့ကိုယ့်လူတွေအနေနဲ့ဒီဗီဒီယိုကြည့်ပြီးကိုယ်တိုင်ပဲဆုံးဖြတ်ကြပါလို့အကြံပေးချင်ပါတယ် အစကင်းစီရင်ဒီကို YouTube မှာ subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်တယ်။ဖတ်ပြီးတဲ့အတွက်ကျေးဇူးပါ။ဘုံမောက်ကလက်ရှိအမှတ်ပေးစရာအဆင့်၄နေရာမှာယက်တီနေတာပါ။ဒီအတွက်အထူးခြေစွမ်းပြနေတဲ့ကစားသမားက Antoine Semenyo ပဲဖြစ်ပါတယ်။လက်ရှိဒီကစားသမားရဲ့ခြေစွမ်းကိုအချက်အလက်တွေ data တွေကဘာတွေပြောနေလဲဆိုတာကိုသိကြပါမယ်။ဘုံမောက်တင်မှာ Antoine Semenyo ရဲ့ရေးပါမှုလောက်တခြားအသင်းတွေမှာရေးပါနေတဲ့ကစားသမားကလက်ချိုးရည်လို့ရပါတယ်။အထူးသဖြင့် Premier League မှာပါ။ဒီ ဂါနာတိုက်စစ်မူကအသင်းအတွက်တည်ငြိမ်တဲ့ခြေစွမ်းပြနေတာတော့ကြားပါပြီသို့တော့ဒီနေရာမှာတိုက်စစ်မူဆိုတာလေတိုက်စစ်ကစားသမားပေါ့နော်တောင်ပန်တိုက်စစ်ကစားသမားတွေခြေစွမ်းပြနေတာကြားပြီသို့တော့ဒီအာဒီမာတော့ပရီးမီးယားလိထိတ်စုံအလွာတွေကိုစတင်ဝင်ရောက်လာတဲ့နှစ်လိုပဲဆိုရပါမယ်ဘုံဘောင်းအသင်းမှာတော့ဒီကစားသမားရရှိနေတဲ့ဂိင်းကနေတွေကတခြားအသင်းပေါ်တွေကအပြတ်အသတ်ဖြစ်နေတာလည်းသိတာပါတယ်တခြားထိပ်တန်းကစားသမားတွေလည်းရှင်ရင်ရော ဘလို့ဖြစ်မလဲဘုံပေါက်ကစားသမားတွေမဟုတ်ပဲတခြားပရီးမီးယားလိကစားသမားတွေနဲ့ချင်းဘလို့ညှိုးဆုံနေလဲဆိုတာကိုလည်းတစ်ချက်ကြည့်ပါမယ်ဘုံပေါက်နဲ့ပတ်သက်လို့တော့အမြင်တွေပြောင်းလဲသင့်ပြီလားအခုဒုတိယ international break ဝင်လာတဲ့အချိန်မှာလဲဘုံပေါက်ကအဆင့်၄နေရာမှာရက်တီနိုင်စေပါပဲ Spain နီးပြားအန်တိုနီရာအိုလာကပဲတင်းကိုမစိုးနိုင်နိုင်တဲ့ဘုံပေါက်ကိုတိချောက်ပေးထားပါရဲ့ဒီအနေနဲ့တိုက်စစ်ဒါသွေးကြောကအန်ထွတ်စမန်ညိုပါမြန်နေတိုင်ဘက်တွေကိုမချိန်ဘူးဆိုတော့ဘုံပေါက်ရဲ့တံပြန်တိုက်စစ်ကို ကိုစားပြုနေတဲ့ကစားသမားလို့လည်းကျွန်တော်တို့ညွှန်းဆိုနိုင်ပါတယ်။ပရီးမီးယားလီဂ်9ပွဲမှာ6ဂိုးသွင်းပြီးတော့3ဂိုးဖန်တီးပေးထားတာကလည်းတောက်ဆရာကြီးပါ။ဘုံဘောက်ကစုစုပေါင်း12ဂိုးသွင်းထားတယ်ဆိုတော့တွက်ကြည့်ရင်87.8ရာခိုင်နှုန်းကစမန်ညိုစီကလာတာပါ။ဒီနှုန်းနာကလည်းရှိသေးတယ်။သင်းကကစားသမားထက်မစိုးအသင်းကိုပိုပြီးအကျိုးပြုထားတာကိုလည်းတွေ့ရပါတယ်။ပေါ်ရတဲ့ပွဲပြီးတော့ကစားသမားကိုပေးတာပေါ့နော်သူအကောင်းဆုံးခြေစွမ်းကိုရောက်နေပြီလားဆိုတော့ကစားသမားပြန်ဖြေတာကအဲ့ဒီလိုပဲယူဆပါတယ်တဲ့ ဒီလိုပဲရေရိုးသားသားပဲပြန်ပြောသွားတယ်ပေါ့လာအောင်မယ်တွေ peak form မလာသေးဘူးလေအထက်မပြေပါဘူးသူ့ရဲ့ခြေစွမ်းအတက်ကမနစ်ကရာသီနှစ်ကုံပိုင်းကလေးကခြားလာလို့ထင်ပါတယ် one day နဲ့ဖူအန်ကို april လမှာအနိုင်ရတဲ့ပွဲတုံးကလေးကဒီရာသီရှေ့ပြေးပုံစံကိုအမန်ညိုစီကမြင်ရပါတယ်ဝင်းလေပြက် LSCOR ကဘောလုံးကိုသူတို့ကွင်းဘက်ချမ်းမှာရတယ်စမန်ညူစီကိုတင်ပေးလိုက်တယ်ဒီတောင်ပိုင်းကစားသမားကဖူဘက်စ်တွေကိုချဲထုတ်တဲ့အတွင်းကိုချိုးဝင်ပြီးတော့ကုသမားအဝေးတိုင်တောင်းပြန်အတွင်းယူသွားပါတယ်ဒါကမနစ်ကဖူဟန်နဲ့တွေ့တော့ မနေ့ကတည်းကလည်းတွင်းကိုတွေထိုက်လျောက်တော့ရပါတယ်တန်ပွဲစုံ73ကိုဆိုတာမနေ့လာပါဘူးသို့တော့လက်ရှိမှာပရီးမီးယားလိနောက်ဆုံး78ပွဲမှာတော့10ကိုအထိရရှိလာပါပြီဒါကတော့ထူးကြပါတယ်ဖန်တီးမှုကလည်း၄ကြိမ်လောက်ထားပါသေးတယ်နောက်ဆုံး9လမှာဘုံပေါင်းရခဲ့တဲ့ဂိုးတွေရဲ့89.8%ရာခိုင်နှုန်းကဒီတောင်ပံကစားသမားကပါဝင်ပတ်သက်ထားပါတယ်နောက်ဆုံးသူ့ရဲ့စူပါသွမ်းဆောင်ရည်ကိုတော့ လက်ရှိဖိုဝန်ရဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်နှစ်ဂိုးသွင်းပြီးတော့တဂိုးဖန်တီးထားတယ်သွင်းသွားတဲ့ပထမဂိုးကလည်းဘူလတ်လဟောင်းဆမန်ညိုတိုင်းပါပဲပြန်ပြက်နောက်ကလူနေရောက်ကိုကြော်ဖြတ်ပြီးအရေးညွှဲနေတဲ့ဂိုးသမားဗန်လွန်နာဟပေးထားတဲ့တောင်းလေကိုကန်သွင်းသွားတာပါအဲ့ဒီဂိုးကိုမကြည့်လိုက်ရသေးဘူးဆိုရင်ကိုအဲ CMB ပြည်သက်တွေအနေနဲ့တွားရောက်ကြည့်ရှုလိုက်ပါတကယ်ကိုလှတယ်တွင်းဂိုးပါဘုံမောက်တို့က3-1 2-2နှစ်ဂိုးမြောက်ဆိုတော့ဘုံမောက်ရဲ့ classic counter attacking ကိုအဲ့ဒီပွဲမှာလည်းမြင်ခဲ့ရတယ် ဒုတိယဂိုးပါပေါ့နော်ဒုတိယသူ့ရဲ့နှစ်ဂိုးမြောက်တွင်ဂိုးပါဖူအန်တောင်းကံဘောကနေပြန်ကြတာလေဘောလုံးကိုဘုံပေါက်ကစားသမားတွေကတောက်လျှောက်ဆွဲယူပြီးတက်သွားတယ်ညာကျန်းနေဆွဲတက်သွားတယ်ပေါ့ဘယ်ကျန်းမှာလဲစမန်ညိုကပေါက်ချဲကိုအန်ဒီမီအောင်တောက်လျှောက်စပရင့်ပြေးတက်လာတယ်နောက်ကြပြီးတော့ပေါက်ဆဲကိုရောက်လာတယ်အဲ့ဒီမှာဘန်ကနန်ဒုတ်ကခြာပေးလိုက်တာမှာဂိုးသမားညာဘက်အောက်တော့ကိုစမန်ညိုကအသားအရာလေးပြန်သွင်းပြီးတော့3-1နဲ့ဖူဟန်ကိုနိုင်ရသွားတယ်ပေါ့ ကျွန်တော်နီးပြရာဟူလာရဲ့နီးစနဲဘောလုံးတွေးခေါ်ရတယ်ရှင်းတယ် aggressive pressing တော့ဘောလုံးပြန်ရင်မြန်ပြန်ဆင်မယ် quick counter ဒီ၃ချက်ပဲ aggressive pressing ဘောလုံးပြန်ရင်မြန်လိုက်ဆင် quick counter တော့ဒီ၃ချက်ပိုင်းပိုင်းနိုင်နိုင်အသုံးပြုနေတာတွေ့ရပါတယ်အဲ့ဒီကစားဟန်ကဆမန်ညိုရဲ့ performance ကိုအမြင့်ဆုံးဖြစ်စွဲတင်ပေးနေတယ်လို့ဆိုရပါမယ် direct attack ကနေဒီရသည်ဘုံပေါက်၄ခုရတာပါ open play ကနေရတဲ့ goal တွေကအားလုံးကသူတို့ ွင်းဘက်ချမ်းပါပါအဲ့ဒီကနေတစ်စင်90ရာခိုင်နှုန်းကတောက်လျှောက်ကင်ဘက်ကွင်းဘက်ချမ်းခိုးတက်သွားတယ်ဝိမနေဆိုလိုတာဘောလုံးရတယ်ဝိမနေပဲနဲ့တောက်လျှောက်တိုက်စစ်ကိုလိုက်ပါသွားတယ်ဆိုပုံစံမျိုးပါအဆုံးမှာအဲ့ဒီသူတို့ကွင်းဘက်ချမ်းကနေပြန်ကြလာတယ်ဘောလုံးတွေကအ ਨੇ စုံတွင်းကိုဒါမှမဟုတ်ကန်ကျက်တစ်ချိန်နဲ့ရက်တန်သွားလို့ရှိဒီလို attacking ending 15ချိန်လှုပ်ထားနိုင်တယ်လပါဘူးရဲ့နောက်မှာဘုံဘောက်ကဒုတိယအကောင်းဆုံးအဖြစ်ဒီအပိုင်းမှာ direct attack အပိုင်းမှာလေရက်တည်နေပါတယ် ဘောလုံးနဲ့အတူဘောလုံးခြေတဲ့ထားခြင်းဆိုရင်တော့ဘောဘုံပေါက်ရဲ့ passing sequence က3ချက်နဲ့4ချက်ကြားလို့ရှိပါတယ်စုစုပေါင်း6စက္ကန့်လောက်ပဲကြားတယ်ပေါ့ပေးပို့မှုတွေလုပ်နေတာပြန်မြောက်ပြတ်တာပါပုံမှန်တော့ဘောလုံးကင်ရမယ်ဆိုရင်ကင်ပါတယ်ဒါပေမဲ့တို့ကထိထိရောက်ရောက်ပို့လုပ်ဖို့ကြိုးစားတယ်တကယ်လို့ပြည့်ရင်လည်းပြတ်သွားမယ်ဘောလုံးပြန်ရတဲ့အချိန်ပေးပို့မှုတွေကစမန်ယူစီကိုအများစုသွားနေပါတယ်စုစုပေါင်းတက်စစ်ပေးပို့တဲ့ဘောလုံးဘောလုံးတက်စစ်ကိုပြေးဖို့တဲ့ဘောလုံးတွေမှာတူလက်ခံရတဲ့အချိန်ကတရားနဲ့တစ်ဆယ်ရှိပါတယ် တော့အခြားအသင်းပေါ်တွေတက်ကို50ကြိမ်ပိုများပြီးတော့ဘောလုံးလက်ခံထားပါတယ်။ကစားသမားရဲ့ကစားဟန်မြန်နှုံချက်ခိုင်မှုတွေကလည်းပြိုင်ဘက်တွေရဲ့အတူအထင်းရဖြတ်စီတဲ့အချက်ပါ။တော့တနာကြီးကို34.2ကျပ်နှိပ်ကီလိုမီတာနဲ့ဘုံပေါက်ကစားသမားတွေလည်းမြန်ဆုံးကစားသမားကလည်းစမန်ညိုပဲဖြစ်နေပါတယ်။လူပြုလုပ်ထားတဲ့တာတူပြီးနှုံကလည်း152ကြိမ်ဆိုတော့ဟလာသူ့ထက်ပိုများတဲ့ကစားသမားပရီးမီယာလိမှာ5ယောက်ပဲရှိပါတော့တယ်။အမှန်တော့မြန်နေကြန့်ခိုင်နေဆိုရဲအာကစားသမားပီတာတာကတော့ ဒါသမားတွေမှာပြည်တွေ့ရလိမ့်ရှိရများပါတယ်တကယ်တကယ်စမန်ညိုအားသာသွားတာကသူ့ခြေထဲဘောလုံးရောက်ရင်ဘလို့လှုပ်ရှားလဲဆိုတာစကားပြောသွားတာပါဒါသမားကဘေညာနှစ်ဖက်လုံးနဲ့အသုံးပြုနိုင်တယ်16ကြိမ်ဂိုးပေါက်ကန်လာတာမှာဘေညာနှစ်ဖက်လုံး8ကြိမ်စီကန်လာပြီးတော့ဒီကြိမ်ကောင်းတိုက်ထားတယ်ပေါ့ရာထားတဲ့6ဂိုးမှာလည်းဘေ3ခုညာ3ခုညီမျှပါဒီလိုဘေးညာနှစ်ဖက်လုံးကောင်းကောင်းအသုံးပြုနိုင်တာလေသူ့အားသာချက်ဖြစ်သွားပါတယ်တောင်ပန်ကနေဆွဲပြေးမလားအတွင်းထဲချိုးဝင်မလား တက်တောင့်တက်တာလုံးပြနိုင်တာဆိုတော့ပြန်ပက်ခံစေတော့အကျင့်ရိုက်စေရလို့မြင်ပါတယ်။ကိုယ်နဲ့ပထမကူကတော့တကယ်ကိုတာပြီးတကူတော့ solo test book ကိုးတွေထဲမှာတခုထည့်ထားရမယ်ကိုမျိုး။ဒီပြအနေနဲ့ကလည်းကစားသမားကိုပြန်ပက်ဖို့ပုံပြီးပြီးတော့ဘင်းညာနှစ်ဖက်မှာအဆင်ပြေတယ်လို့လက်တုံးလို့လည်းရနေပါတယ်။ ball carrying ရဲ့ဘိုင်းကိုလည်းထည့်ပြောရပါတော့။သူရဲ့ goal ပေါင်ပတ်သက်မှုလည်း၄ goal မှာ ball carrying လုပ်ပေးသွားတာလေ။သူပဲပြန်ပြ73.8မီတာရှိတယ်ဆွဲပြေးသွားတာပေါ့။ ်လက်ရှိမှာဘောလုံးနဲ့အတူတပါးရဲကြော်ဖြတ်ဆွဲပြေးနိုင်တယ်ဆိုတာကတော့ပရီးမီးယားလိမန်ရဲ့ပေးနိုင်ဆုံးနေရာတစ်ယောက်လည်းဖြစ်နေပါတယ်အဲကြံခဲ့တဲ့ဒီယာစီပေါ့ဒီနွေယာစီမှာ Manchester United, Newcastle, Chelsea, Tottenham တို့လိုအသင်းတွေကစမန်ယူကိုလိုက်ခဲ့ကြပါသေးတယ်ဘုံပေါင်းနဲ့၅နှစ်စာချုပ်ချုပ်ပြီးတော့တင်းတွေအားမှာပြန်ကြည့်သွားတယ်အကယ်၍ကစားသမားကဒီပုံစံကောင်းကိုချက်သိမ်းထားနိုင်မယ်ဆိုရင်ဘုံပေါင်းအတွက်လည်းစမန်ယူကိုဟိုဟာလက်လွှဲရဖို့များပါတယ်မလွယ်တော့ဘူးပေါ့နော်ထင်ကြတယ် ပူဝင်တဲ့ဘွဲပြီးတော့နီးပြအိုင်ရိုလာကတော့ကစားသမားနဲ့ပတ်သက်လို့အခုလိုပြောပါတယ်အန်တွန်ကတော့နှစ်တိုင်းကိုတိုးတက်လာနေရပါကျွန်တော်ဘုံဘောက်ကိုမရောက်ခင်ကတည်းကသူကကောင်းပြီလားဆိုတော့သူ့ကိုဆက်ပြီးတိုးတက်လာအောင်တွန်းအားပေးနေုံပါပဲအခုချင်းကင်းကင်းတဲ့တွေကိုမကြည့်နဲ့အသိမ်းလိုက်ပဲသွားဒါဆိုဂိုးတွေဖန်တီးမှုတွေအလိုလိုလိုက်လာမယ်ဆိုတာမျိုးပါဆက်လက်ပြီးတော့ကစားသမားကခင်းကင်းတွေအာယုံမထားတာကောင်းပါတယ်ဆိုတော့ကျွန်တော်တို့ဘောလုံး content လုပ်တဲ့တွေကတော့ထားရတယ်ပေါ့ခင်းကင်းတွေကနေတစ်ချိန်ဒီကစားသမားကအသိန်းကိုဘယ်လောက်အကျိုးပြီးကြလဲ ဘယ်လောက်ကောင်းတယ်လဲဆိုတော့ခွဲကြံစိတ်ပြနိုင်ပါတယ်အခုကိန်းကနေတွေရပြနေတာကလက်ရှိဘုံပေါက်ရအကောင်းဆုံးကစားသမားကချမ်ပီယံယူဖြစ်တယ်ဆိုတာရယ်ပရီးမီးယားလိရအကောင်းဆုံးတိုက်စစ်ကစားသမားတော်ဖြစ်နေနိုင်တယ်ဆိုတာပါဒါကတော့စမန်ညိုရဲ့လက်ရှိခြေစွမ်းကိုတုံးတက်ပေးရတာဖြစ်ပါတယ်အချက်အလက်တွေကိုလည်းတင်ပြပေးရပါတယ်အဲကိုလူတို့ကိုယ်တိုင်ဒီကစားသမားဘယ်လောက်ကောင်းလဲဆိုတာကိုကိုမတ်မှာပန့်သွားနိုင်ပါရဲ့ Fantasy Premier League မှာဒီကစားသမားကိုဝယ်ထားတဲ့ကြီးရကျွန်တော်တို့စဉ်းစားနေပါပြီဝယ်ဖို့ ော့အားပေးတဲ့တို့အားလုံးကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် CIG ပါ